နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်ကြည့်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဘာလာ23ရက်ဇာတာပတိနေ့ တန်ကျန်းခန်းကြီး29အခန်းငယ်29မှာ29တန်ကိုတန်ဖြစ်ထက်စီတကယ်သူလူဒီအဆွေခင်မူဤမျက်နာကိုထက်စီတက်ဤတင်မောတဖန်းပင်ကိုစောက်သောသူသည်တင်မောတဖန်းသည်ကိုစားရ၏ထိုနည်းသူတခင်အမှုကိုဆောင်ရွက်သောသူသည်ဂုံအတရေကိုရတတ်၏ရေ၌လူမျက်နှာချင်းတူတကယ်သူလူတယောက်နှင့်တယောက်စိတ်သဘောတူကြ၏မရဏနိုင်ငံနှင့် အပဒုံနိုင်ငံသည် အလိုမပြည့်စုံတကယ်သူ လူတို့မျက်စိသည်အလိုမပြည့်စုံတံငွေစစ်စရာဖို့မိုက်ရှိ၏ရွှေစစ်စရာဖို့မီးဖို့ရှိ၏လူကိုစစ်စရာဖို့သူတစ်ပါးချီးမွမ်းခြင်းရှိ၏မိုက်တော်သူကိုစပားနှင့်အတူဆုံ၌ကြီးပွေးနှင့်ထောင်းတော်လေမိုက်တော်သဘောမထွက်တံသင်၏တိုးစုအကြောင်းတို့ကိုသိခြင်းက ကြိုးစားလောနွားစုတို့ကိုလည်းစစ်စစ်ကြည့်ရှုလော့စည်းစိမ်သည်အမြဲမတည်တံရှင်မင်း၏စည်းစိမ်တော်လည်းလူမျိုးအစဉ်ဆက်မတည်တံမြတ်ပေါက်တတ်၏ ပြိုးပင်လည်းထင်ရှားတတ်၏တောင်ရအသီးကိုလည်းသိမ်းရ၏တိုးတငယ်တို့သည်တေဝတ်เสียရဖို့စိတ်တို့လည်းမြေအဖိုးကိုဖြည့်เสียရဖို့ဖြစ်၏တေစားเสียရဖို့အိမ်သူအိမ်သားစားเสียရဖို့ကြုံမိမများကိုကျွေးเสียရဖို့စိတ်တို့လောက်လည်းမြည် တန်ကိုတန်ဖြင့်ထက်စီတကယ်တို့လူဒီအဆွေခင်ပွန်ဤမျက်နာကိုထက်စီတတ်၏တုတ်တန်ချန်ခန်းကြီး29အငယ်39တန်ကိုထက်စီခြင်းစီမံကိန်းမန်နေဂျာလူအီဇာဒီအလွတ်တန်းအလုပ်ကိုင်ကို လုပ်ကိုင်မိခြင်းကြောင့်နောင်တရမိသည်ဝယ်သူနှင့်ဒီဇိုင်းပုံဖော်သူတို့နှစ်ဖက်စလုံးသည် သူမ၏စိတ်ရှိမှုကိုစမ်းသပ်နေသည်ဒါကဘာလို့အရန်ခက်ခဲနေရလဲ နှစ်ဖက်စလုံးကဘာဖြစ်လို့ညီမယားဖြစ်နေရလဲဟု သူမတွေးမိသည်ယသတပတ်များကြာပြီးနောက်သူမသည်တုတ်တန်ချင်းအခန်းကြီး29အငယ်18ကိုဖတ်ရတွင်တန်ကိုတန်ဖြင့်ထက်စေ၏ဟူသည့်အချက်ကပေါ်လွင်နေသည် မကြပါ သူမ၏အဖွဲလေးကိုမာကျော်ကြမ်းတမ်းတဲ့အစွန်းတွေကိုပိုးသားလိုနူးညံ့တဲ့အရာနဲ့ချောအောင်လုပ်လို့မရနိုင်ဘူးတန်တယ်လိုမာကျော်တဲ့အရာလိုအပ်တယ်ဟု သူမပြောခဲ့သည်လူဇသည် ဤစီမံကိန်းရှိအခက်အခဲစိန်ခေါ်မှုများသည့်ဒုမတွင်ရှိသောကြမ်းတမ်းသည့်အစွန်းများကိုတစည်းတိုက်တဲ့ကဲ့သို့ချုံးမွေ့အောင်ညှိပင်းနေခြင်းဟုသိလိုက်သည်ဒုမပို၍စိတ်ရှည်နှိမ်ချရန်မတူညီသောအလုပ်ပုံစံများကိုညှိနှိုင်လှုပ်ဆောင်တတ်ရန်တင်ယူလျက်ဘုရားခင်သည်ဒုမ၏အမားများကို မြင်စေရန်ဤစီမံကိန်းကိုအသုံးပြုပြီးအခြားသူများနှင့်အတူ အလုပ်လုပ်ခြင်းနှင့်ပတ်သက်၍သင်ငန်းစာအသစ်များကို တင်ကြားပေးသည်ဟု အဆုံး၌သူမှပြောခဲ့သည်တုတ်တန်ချံတွင်ဖျားအလိုရနှင့်ညီသည့်ဉာဏ်ပညာဤတန်ဖိုးကို ချီးမွမ်းထားတော်လဲထိုဉာဏ်ပညာကို အလွယ်တကူမရရှိပါ၎င်းကိုနာခံခြင်းပိုင်းခြားသိမြင်ခြင်းတို့ဖြင့်ရှာဖွေရန်လိုအပ်ပြီးယာယီနာခြင်းမှုနှင့်ဒုက္ခခံစားချက်များကိုရည်ညွှန်းသည့်ခက်ခဲသော အတွေ့အကြုံအပူပေးခြင်းထူထောင်ပေးခြင်းတို့ဖြင့်တန့်စင်ပေးရန်လိုအပ်သည် ထိုအခက်အခဲများအတွက်ဆုလက်များရှိကြောင်းတမချန်းစာကကျွန်ုပ်တို့အားတတိပေးသည်ဘုရားသခင်၏ဉာဏ်ပညာတော်ကို ကြိုးစားရှာဖွေပြီးကရောဤလန်ခီတော်တို့ကိုနာဂံလိုက်လျှောက်ခြင်းဖြင့် ကျွန်ုပ်တို့သည်စံမှန်သောလုံခြုံမှုစိတ်ကျေနပ်မှုနှင့်ကောင်းကြီးမင်္ဂလာတို့ကို တွေ့ရှိမည်ဖြစ်သည် င်ရင်ဆိုင်နေရသည့်ခက်ခဲသော အခြေအနေများမှာမိသည့်သင်ခန်းစာများရရှိသည်နီတာရောသခင်ယေရှုနှင့် ပို့တူလာစေရန်သင်အားဖျားသခင်မိတို့တန့်စင်ပုံသွင်းပေးမိနီချစ်တော်ဖျားသခင်ကျွန်ုပ်ခံစားရသော စစ်ဆင်းမှုကိုကြံ့ကြံ့ခံနိုင်ရန်ခွန်အားနှင့်ဘဝအခက်အခဲများမှာသင်ခန်းစာယူတတ်သည့် နှိမ့်ချသောနှလုံးသားကိုကျေးဇူးပြု၍ပေးတော်မူပါနေ့စဉ်ကျွန်ုပ်ကို ပုံသွင်းပေးနေသည့်အတွက်ကျေးဇူးတင်ပါ၏သခင်ယေရှုနာမ၌ဆုတောင်းပါ၏အာမင်နေ့စဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။